အာဆနယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါမပြောမပြီးမတီးမမီဆိုတဲ့ဘောပြောအောင်မယ်ဘာလဲဆိုတော့အာဆနယ်ရဲ့လုံဘုံဂိုင်ဘုံတွေကဟုတ်ကဟုတ်မနေဘူးဘာကြောင့်လဲဆိုတော့အရေးကြီးတဲ့အလုပ်တွေကိုအရင်မလုပ်ဘဲနဲ့မယောင်ရစီလူတွေလိုက်လုပ်နေတဲ့လုံကိုခံစားရလို့ပဲလက်ရှိ အနေထားအရအသင်းရဲ့အထွက်ကစားသမားတွေကိုပြောရမယ်ဆိုရင်ဂျော်ဂျင်ဟွန်ကဖလာမင်ကိုရောက်သွားပြီး ပြီးတော့မာကွင်ဟုတ်စ်လည်းအပိသက်ပြောင်းသွားပြီပြီးတော့နူနိုတာဘာရက်စ်လာဇီယိုကိုဒါသူကအပိသက်ပြောင်းသွားပြီလာဇီယိုကဒီပြောင်းရွှေ့ထဲမှာပဲသူကဆော်ဒီကလပ်ကိုပြန်ပြီးတော့ရောင်းမယ်လို့သတင်းတွေဖတ်နေရတယ်တကယ်လို့တာဘာရက်စ်ကိုပြန်ရောင်းမယ်ဆိုရင်အာဆင်နယ်ကအဲ့ဒီပြောင်းရွှေ့ရဲ့၄ပုံ၃ပုံရမယ်ပေါ့လေ25ရာခိုင်နှုန်းရမယ်ပေါ့ဒီတော့ဆိုလိုတာအာဆင်နယ်ကအခုကစားသမားတစ်ခေါ်ရမယ့်အခြေအနေဖြစ်တယ်အဲ့ဒါကိုတိုက်စစ်မှုခေါ်မလား ွင်းလဲခေါ်မလားတိုက်စစ်မှုဆိုဘယ်သူခေါ်မလဲယိုဂရက်စ်ခေါ်မလားဆက်စကိုခေါ်မလားဒါလည်းပထမတည်င်းနေတောက်လျှောက်ဖြစ်ပြီးရတာနေအခုဒါယိုဂရက်စ်မဟုတ်တော့ဘူးပေါ့နော်ဒီဆက်စကိုကိုပဲအာဒီတာကပို့ပြီးတော့သဘောကျတယ်ဟုတ်ပြီအဲဆိုအာဒီတာကဆက်စကိုပို့ပြီးတော့သဘောကျမယ်အသင်းနဲ့ဆက်စကိုနဲ့ပို့ပြီးတော့အန်ဝင်မယ်ဆိုလို့ရှိရင်လည်းခေါ်လိုက်ပရိသတ်ကတော့ဆက်စကိုလိုင်းနဲ့ဆက်စကိုကြိုးဆုံးမှာပဲအခုကတည်င်းမဲ့ထွက်ပြီးတော့ဆက်စကိုလည်းအခုချိန်ကြီးမရောက်သေးဘူး မရောက်သေးဘူးလို့ပြောပြရင်ဘာဖြစ်မလဲဆိုတော့ဒီဘယ်လိုပြောမလဲအာဒီတာရဲ့ရှေ့နေလို့ပြောရမလားအာလူခေါ်ရဲဆိုတာဘလို့အဆင်အဆင်တွေကလှုပ်ဆောင်ရပါတယ်အတင်းတင်းကလူတယောက်ခေါ်ရဲဆိုတာဟိုဟင်းရကစုံရဈေးဝယ်တလို့မျိုးမလွယ်ပါဘူးလို့ဘာလို့လျှောက်ပြီးတော့ကာကြမှာကျွန်တော်လည်းသိတာဗောလူခေါ်တာမလွယ်ဘူးဆိုတာဒီလုပ်ငန်းဆောင်တာတွေလုပ်ငန်းစဉ်တွေအစဉ်လိုက်လောက်ရတယ်ဆိုတော့ကျွန်တော်လည်းသိတယ်လေ ပြီးတော့ဒါအာဆနယ်တသင်းတဲ့အတွက်လောက်ရတာမှမဟုတ်တာအသင်းတိုင်းလောက်ရတာပဲဘောလုံးလောကတစ်ခုလုံးရဲ့အပြောင်းအရွှေ့တွေကဒီတိုင်းပဲသွားတာပဲကျန်တဲ့အသင်းတွေလည်းအကုန်လုံးဒီတိုင်းပဲသွားတာပဲအဲမန်ယူကဒီဝုကကွန်ညာကိုခေါ်မယ်လို့သတင်းထွက်တယ်မကြဘူးခေါ်လိုက်တယ်ဘာလိုချင်တဲ့ဈေးပေးလိုက်တယ်လေခေါ်လိုက်တယ်တရားဝင်ကြေညာနိုင်လိုက်ပြီးရောက်သွားပြီနော်မန်စီလည်းဒါကစားသမားပြီးခဲ့တဲ့ရက်မှာပဲဝုကနောက်တန်းတယောက်ခေါ်လိုက်တယ်ဒါရောက်ပြီးပြီးတော့ဒါ ဟိုလေပါဘူးဆိုလို့ရှိရင်လာအာနိုးထွက်တော့အာနိုးရဲ့နေရာမှာဖရင်ပေါင်နဲ့အစားထိုးမယ်လို့သတင်းထွက်တယ်။အာနိုးကိုရီယယ်တရားဝင်ကြေညာတဲ့နေ့မှာပဲဖရင်ပေါင်လေပါဘူးကလည်းတရားဝင်ကြေညာနိုင်တယ်။ဒီတော့အယမ်းမြန်တယ်ကွာခေါ်မယ်ဆိုလို့ရှိရင်လွယ်လွယ်လေးပဲအယမ်းခက်ခဲနေတာမျိုးမဟုတ်ဘာဖြစ်လို့လဲဆိုတော့ရော်နယ်ဒိုတို့မက်ဆီတို့ prime time မှာခေါ်ဖို့ကြိုးစားနေရလည်းမဟုတ်ဘူး။ကစားသမားကလည်းအသင်းပြောင်းရှင်တယ်ကိုယ့်ဘက်ကလည်းခေါ်ရှင်တယ်ဆိုလို့ရှိရင် ဒီအသင်းနှစ်သင်းညာညှိနှိုင်းမှုတစ်ခုနဲ့ဈေးတစ်ခုနဲ့အဆင်ပြေသွားပြီဆိုရင်ဒီပြောင်းရွှေ့တွေကကျန်းကြစရာအကြောင်းမရှိဘူး။ချက်စည်းဆိုရင်ကစားသမားတွေအများကြီးပဲနှစ်သင်းသာမကရှိတယ်ဗျာ။ဒါမဲ့ဒီ Ipswich Tyson Moon ဒီ Prawer ကိုခေါ်လိုက်တယ်။ဒီ Lab ကိုခေါ်မယ်ဆိုတာနဲ့အတန်ထွက်တယ်။ Man U နဲ့လူခေါ်တယ်ဘာညာခေါ်လိုက်တယ်တန်းရောက်တာပဲ။ဆိုလိုတာကတကယ်ခေါ်မယ်ဆိုရင် တကယ်ရောက်တယ်။ Arsenal လောက်ဘယ်သူမှမကြဘူး။ပြီးတော့ဒီ ဆက်စကိုပြောနေဆက်စကိုတင်မဟုတ်ဘူးဒီရက်ထဲမှာဟိုအမြင်ကတ်နေတာကဘာဘာလဲဆိုတော့ဇူဘီမန်ဒီဖြစ်နေပြီမသိလို့ရှိရင်ခုနကပြောသလိုစီရိုနာဒိုတို့မက်ဆီတို့တို့ရဲ့ prime time မှာခေါ်ဖို့အတွက်ကြိုးစားနေရသလိုဖြစ်နေအခုပဲသဘောတူပြီပြောတယ်အခုပဲမဟုတ်ဘူးပြန်ပြောတယ်ပြန်ပြီးရောက်တော့မယ်ပြန်ပြောတယ်ပြန်ပြီးတော့မရောက်တော့ပြန်ဘူးပြန်ပြောတယ် real နဲ့ဟိုပဲရောက်တော့မလို့တော့တင်ပြန်ထွက်တယ်အဲဒီအခုဒီဗီဒီယိုလေးမပြောခင်နောက်ဆုံးတင်နေရပါလဲဆိုတော့ရိုမာနိုတို့ on sign တော့နေပြီးတော့ပြန်ပြီးတော့ confirm လုပ်တဲ့နာမည်ကျော် စိတ်ချရတဲ့တင်ထောက်တယ်အာဇူဗီမန်ဒီယာအာဆင်နယ်ဘက်ရောက်မှာပါဘာညာနဲ့ပြန်ပြီးတော့သူတို့ကွန်ဖန်လောက်တယ်သိချရတယ်ပေါ့လေခေါ်မယ်ဆိုရင်လည်းခေါ်လိုက်မခေါ်ဘူးဆိုလို့ရှိရင်လည်းမခေါ်နဲ့တော့ကိစ္စတွေကအဲ့မှတင်ကြာနေတာပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီကွင်းလဲမှာပဲဂျော်ဂျင်ဟော်လည်းထွက်သွားပြီအရန်အားဖြည့်ဖို့လိုတယ်ပြီးတော့ပါတီကိုတတန်းတိုးမလားပါတီကဘူးတတန်းကုန်ပြီတတန်းတိုးမယ်ဆိုရင်လည်းတိုးလိုက်ဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူးကစားသမားဖက်ကအသိမပြောင်းချင်လို့ပဲဒီလောက်တစ်ထိပ် ဆက်နေရှင်လို့ပဲဒီလောက်သတိနေနေတာမဟုတ်ရင်ဂျန်နက်တသိန်းနဲ့သဘောတူညီမှုယူပြီးွားပြီဒီတော့မနစ်ကပါတေးမပါတဲ့ပွဲတွေကိုပြန်ကြည့်လိုက်ပါတေးမပါတဲ့ပွဲတွေမှာဒီကလန်ရိုက်တယောက်ထဲကွင်းလဲမှာဘယ်လောက်ထိယုံခဲ့ရလဲအဲ့ဒါအကုန်လုံးပြိသက်တွေလည်းမြင်တယ်အကုန်လုံးလည်းသိတယ်ဒါပေမဲ့အခုချိန်ထိပါတေးကိုစာချုပ်မချုပ်သေးဘူးကြောင်ပြောထုတ်မဲ့ဆိုရင်လည်းပါတေးကိုတတ်တမ်းမတိုးရင်လည်းမတိုးနဲ့တော့အားဆိုရင်လည်းသူ့နေရာမှာတကယ်ကစားနိုင်မဲ့လူခေါ်မလားခေါ်မယ်ဆိုရင်လည်းခေါ်ဆိုပြီးမှနေလည်းမရောက် ဆက်စကိုလည်းမရောက်ဘသူမှလည်းမရောက်ထွက်တဲ့ကောင်တွေကထွက်ပြီးဒီမှာတန်လန်းကောင်တွေကတန်လန်းပြီးလည်းပြီးကြတော့ဘယ်လိုများသတင်းထထွက်လာလဲဆိုတော့ဟိုချက်စီကိုသမားကီပါနဲ့သတင်းထထွက်လာတယ်။နီးပြကြီးကီပါနဲ့အဲ့တော့ဒီကွင်းလန်အတွက်နဲ့ဂိုသမားဟိုတိုက်ဆက်အတွက်ခေါ်လာတော့မရောက်သေးဘူးဂိုသမားသတင်းထထွက်လာတယ်။ကီပါဟိုနှစ်ကရီယယ်မာယာဒီဝအငါပကစားတယ်မနစ်ကပုံမောင်းမှတရားဒီအငါကစားတယ်ပုံမောင်းမှပြတဲ့လက်စွမ်းအရာဆိုလို့ရှိရင် ဒီအာစနယ်ရဲ့ဒုတိယဂိုးသမားရာယာရဲ့နောက်မှာထားဖို့အတွက်ခေါ်သင့်တာမှန်တယ်။ပေါင်ကလည်းငါးတန်းနဲ့ပဲပေးရမယ်ဆာရှုပ်ဖြတ်သိမ်းခြင်းအနေနဲ့။ဒါပေမဲ့အဲ့လိုမျိုးကြည့်ရင်ပေါ့လေအသက်ကလည်း30ပဲရှိသေးတယ်။ဒီပုံမှန်မှာပြခဲ့တဲ့မိနစ်ကလက်ဆွမ်းရဆိုရင်အာစနယ်ကအရင်ဂိုးသမားအနေနဲ့ခေါ်သင့်တယ်ပေါင်ငါးတန်းပဲရှိတယ်ဆိုတော့ဒီခေတ်ဒီကာလမှာငါးတန်းနဲ့ဘယ်လိုမှအဆင်မပြေဘူး။ဒါပေမဲ့ဟိုချက်စီးမှာတုံးမရလို့ မိုက်ပုံနဲ့ထက်ရမယ့်ဟာမျိုးတော့ like ခေါ်နေကြမလို့အဓိကခေါ်ရှင်တဲ့အဓိကလိုအပ်တဲ့ဟာတွေကိုအရင်ခေါ်ဖို့အတွက်ပြောတာပြီးတဲ့ဟာကျတော့မှခေါ်ရှင်တယ်ဆိုရင်လည်းခေါ်လိုက်အဲအဲ့လိုပေါ့လေဒါကတော့ဟို ပြောရင်စိတ်ပြည့်စရာတွေခြေပဲဖြစ်နေလို့ပြောနေတာအာခမားကပြောလို့ရှင်ဗာလဲဒီမကောင်းတာပဲပြောနေတယ်ဆိုလို့ရှင်လည်းဟုတ်တယ်မကောင်းတာပဲပြောတယ်ဘာဖြစ်လို့မကောင်းတာပြောလဲဆိုတော့ အရန်ကောင်းတာတွေပဲပြောတဲ့လူတွေမတရားများနေတဲ့ပုံမှာကျွန်တော်ကမကောင်းတာပဲထိုင်ပြောတော့တာဒါကျွန်တော်ပြောတာဟုတ်လားမဟုတ်လားဆိုတာဒါအချက်လက်နဲ့ပြန်ပြီးတော့ဆွေးနွေးလို့ရတယ်ပြောလို့ရတယ်ကျွန်တော်လည်းပြန်ပြီးတော့အချက်လက်နဲ့ဆွေးနွေးပေးမယ်ကြီးစုပေးတဲ့လူတွေအားလုံးကိုဒါကျေးဇူးတင်ပါတယ်အာဆနယ်ပရိသတ်တွေထဲမှာကျွန်တော်နဲ့အမြင်တူသည်ဖြစ်စေမတူသည်ဖြစ်စေဒီအကြောင်းပေါ်မှာဆွေးနွေးခဲ့နိုင်ပါတယ်ဗျကြီးစုပေးသူအားလုံးကိုထူပဲကျေးဇူးတင်ပါတယ်